အမျိုးသမီးတဦးသည်ရေချိုးခန်းသွားနေစဉ်လူတဦးကဒါဖြင့်သူမကိုတက်မိကိုရုတ်တရက်တတိထားမိလာခဲ့သည်သူမတုတ်တန်နိုင်မီတွင်လူစိမ့်တဦးကသူမအားထူးဆန်းသောအရာဝတ္ထုတစ်ခုကိုထိုးသွင်းပြီးသူမ၏တွေးလွတ်ကြောကိုဖျက်ပြီးပြည့်ထည့်ထားသောပုံးထဲသို့ထည့်လိုက်ပြီးထို့နောက်သူမသည်အမျိုးသမီးဖုန်းကိုယူကသူမ၏ခင်မွန်းတီထံဒီညအိမ်ပြန်မလာတော့ဘူးဟူသောစာတူပို့ခဲ့ပြီးပြီးနောက်ဆင်ကတ်ထုတ်ယူပြီးရေမြောင်းထဲသို့ဖြစ်ချလိုက်ကအေးအေးဆေးဆေးထွက်သွားခဲ့သည် အမျိုးသမီးသည်တွေးထွက်လွန်ခြင်းကြောင့်တေလူမျိုးပါဖြစ်နေခြင်းတွင်လူစိမ့်တဦးသည်သူမ၏အတန်ကိုကြားပြီးအကူအညီရရန်အမြန်ပြေးလာခဲ့ပြီးမှုဝါနေသောအမြင်အာရုံဖြင့်သူမသည်သူ၏လက်ပင်တွင်ချိတ်ဆွဲထားသောကျူးကွင်းကိုတရိထားမိပြီးယခင်ကသူမအားအချိန်ချင်းကဲတင်ခဲ့မှုသောထူးဆန်းသည့်လူပြိုတော်အားချက်ချင်းမှတ်မိလိုက်ပြီးအမျိုးသမီးတရိပြန်ရလာသောအခါကျေးဇူးတောင်းတော်မပြုဘဲတိုက်ရိုက်သွားပြီးခင်မုန်းသည့်ဤချစ်သူကိုတွေ့ဆုံခဲ့သည့်စကားတစ်ခုမှမပြောဘဲသူမကိုရိုက်နှက်ခဲ့သည် ူမ၏ခင်မုန်းသည်တားဆီးရန်ကြိုးစားသောအခါအမျိုးသမီးသည်သူ့ကိုပါဆွဲသွင်းကာလင်းနှင့်မရနှုတ်စလုံးကိုစတင်ရိုက်နှက်ခဲ့သည့်အကြောင်းမှာသူမအပေါ်ပြုလုပ်ခဲ့သောတိုက်ခိုက်မှုကိုသူမ၏ခင်မုန်းသည်နှင့်သူ၏ပါနှက်သောချစ်သူတို့ကစီစဉ်ခဲ့ကြောင်းသူမသိရှိသွားသောကြောင့်ဖြစ်သည့်ဤအရာကိုအကွာအဝေးမှကြည့်ရှုနေသောထူးဆန်းသည့်လူပြိုတော်သည်လည်းအမျိုးသမီးသည်အိမ်နောက်ရှိသည်ကိုနားလည်သွားခဲ့သည် ဒေါသထွက်တီကိုဖြေသိမ့်ပြီးနောက်အမျိုးသမီးသည်လူပြိုတော်အားကျေးဇူးတင်ရန်ဖုန်းခေါ်တော်လဲအတွင်းစိတ်တွင်သူမကိုသဘောကျနေသောကြောင့်သူကအေးဆက်စွာဖြင့်ပြန်လည်ပြောဆိုခဲ့သည်တိုးတော်သူမသည်ရခင်ကလေးကလင်ကိုကွာရှင်းပြီးဖြစ်ကြောင်းသူမပြောသည်ကိုသူမသိခဲ့ပေရတတပတ်အနေငယ်ကအမျိုးသမီးသည်သူမ၏ခင်ပွန်းအားသူ၏အတွင်းရေးမှုနှင့်အတူပတ်သက်ဖြစ်မဟုတ်ပဲတပုံရယူခဲ့ပြီးစာချုပ်ကိစ္စကိုအကြောင်းပြု၍ကွာရှင်းခွဲခွာရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးစေခဲ့ပြီးအေးဆက်ကာလပြီးဆုံးသွားပြီးနောက်ကအရှင်ချင်းသည်အပြစ်သက်သွားခဲ့တော်လဲခင်ပွန်းသည်မိသည့်အရာကိုများမသိပဲအရာရာသည်ပုံမှန်အတိုင်းဟူ၍တယောက်ဆောင်လျက်ရှိနေစေဖြစ်သည် ထိုတော်တွင်လူပြိုတော်သည်သူမအားအချင်းချင်းကဲတင်ခဲ့ရသည့်အတွက်နောက်တရကတစ္ဆာဖောက်မှုသာပြန်လည်ရရှိခဲ့သည်ဟုခံစားနေရဆဲဖြစ်ပြီးသို့တော်ကံကြမာသည်အခြားအရာတစ်ခုကိုရေးထားခဲ့သည့်အမျိုးသမီးသည်သူမ၏တငယ်ချင်းအားအင်္ဂေါတလုံးချပေးရန်ပြောခဲ့ပြီးသူမသည်အိမ်အစ်တို့ပြောင်းရွှေ့သည့်အခါတက်လေကားထဲတွင်ချော်လဲပြီးထိုလူပြိုတော်၏လက်ထဲသို့ကြားရောက်သွားခဲ့သည်သို့တော်ထိုအချိန်တွင်သူသည်သူမနှင့်အကွာအဝေးယူထားပြီးဖြစ်သည့်ထို့ကြောင့်သူမကချစ်ချစ်ခင်ခင်နှုတ်ဆက်တော်ခါသူသည်ပြန်မပြောဘဲထွက်သွားခဲ့သည် ။သို့သောနောက်ပိုင်းတွင်သူ၏လက်ထောက်ထံမှအိမ်သည်အမျိုးသမီးအတွက်သူ၏ညီမကိုယ်တိုင်စီစဉ်ပေးထားကြောင်းသိရှိခဲ့ရသည့်ဤအရာကိုကြားသိရသောအခါသူသည်စိတ်တူခြင်းဖြစ်လာခဲ့ပြီးထိုညတွင်ခင်မုန်းသည့်အမျိုးသမီးအားသူ၏လုပ်ငန်းတွဲဖက်တအုပ်နှင့်အရက်တောက်ရန်ဖိတ်ခေါ်ခဲ့ပြီးပြန်လည်အဖြစ်သူ၏အစုရှယ်ယာတစ်ဆက်ပေးမည်ဟုတတိပြုခဲ့သည့်ဤအရာကိုကြားသိရသောအခါသူမသည်သဘောတူခဲ့သည်သို့သောအရက်တောက်နေစဉ်အတွင်းလုပ်ငန်းတွဲဖက်သည်သူမနှင့်မလျော်ပြန်သောအပြုအမူများစတင်ပြုလုပ်ခဲ့သည် ခင်မွန်းဒီအရာရာကိုမြင်ပြီးနောက်တိတ်ဆိတ်စွာနေုံသာမကသဘောတူညီချက်ကိုအပိသက်ရန်သူ၏ဇနီးကိုလုပ်ငန်းတွဲဖက်ဤကားထဲသို့ပင်ထည့်ပေးခဲ့သည်သို့သောကန်ဂျမာဒီထက်မှန်၍ဝင်ရောက်ဆွတ်ဖက်ခဲ့သည်ဖြစ်သွားဖြစ်လာလောက်ကိုင်းနေသောလူပြိုတော်သည်အလုံးစုံသောမြင်ကွင်းကိုမြင်တွေ့ခဲ့ရပြီးမစင်စားတော့ပဲသူမအားကဲ့တင်အမြင်ပြေးခဲ့သည့်အမျိုးသမီးသည်သူ့ကိုမြင်သောအခါချက်ချင်းပင်သူ့ကိုချီးကျူးစွာဖြင့်ထတ်ထားခဲ့သည်လုပ်ငန်းတွဲဖက်သည်အလွန်တရာတောက်လန့်သွားပြီးထွက်ပြေးသွားခဲ့သည်ထို့နောက်လူပြိုတော်သည်အမြဂုတမီအားအိမ်ပြင်ခါချခဲ့သည် သို့တော့ခီးတလျှောက်တွင်သူမသည်သူမသည်လင်းကိုကွာရှင်းပြီးဖြစ်ကြောင်းပြောပြခဲ့သည့်ဤအရာကိုကြားသိရသောအခါလူပြိုတော်သည်ပျော်ရွှင်ခြင်းဖြစ်ကသူမအားသူ၏ဘဝတွင်ထားရှိလိုသောမျှော်လင့်ချက်သည်နှလုံးသားထဲတွင်ထပ်မံ၍ပေါ်ပေါက်လာခဲ့သည်နောက်တစ်နေ့အမျိုးသမီးသည်ရုံးတို့သွားတော့အခါသူမ၏ခင်မွန်းသည်ညမစာ၍သူမအားရှာဖွေနေခဲ့သည်ဟုအယောင်ဆောင်သောစိုးရိမ်မှုကိုပြသခဲ့သည်သို့တော့အမျိုးသမီးသည်သူ့ကိုလစ်လျူရှုထားပြီးရေချိုးခန်းထဲသို့သွားခဲ့သည်သူမထွက်ခွာသွားသည့်နေ့တပြိုင်နက်ခင်မုန်း၏ချစ်သူသည်လောက်ကျန်သူခေါ်ယူသူအားဖုန်းခေါ်ကာအမျိုးသမီးအားတက်ပြည့်ရန်အမိန့်ပေးခဲ့သည် သို့တော့အနီးနားတွင်ရက်နေသောလူပြိုတော်သည်အရာရာကိုကြားနေခဲ့သည်ကိုသူမသိခဲ့ခြင်းမရှိပေထို့ကြောင့်ဘာနတ်သောမင်းကလေးဆေလွတ်လိုက်သောလုတ်ကျန်သူနှုတ်ဦးသည်အမျိုးသမီးအားဖန်စီပြီးတပ်ပြည့်ရန်ကြိုးစားသောအခါလူပြိုတော်သည်အချိန်မီရောက်ရှိလာပြီးသူမအားနောက်ထပ်တစ်ကြိမ်ကဲတင်ခဲ့သည်သူသည်လုတ်ကျန်သူနှုတ်ဦးစလုံးကိုလည်းအဖမ်းခံရစေခဲ့သည်နောက်တစ်နေ့ဘာနတ်သောမင်းကလေးသည်သူမငားရထားသောလုတ်ကျန်သူများအဖမ်းခံရကြောင်းသိရှိသောအခါကြောက်လန့်သွားပြီးအမျိုးသမီးအားအများပြည်သူဆိုင်ရာကျင်းတနာရေးဒါရိုက်ထုတ်လွှင့်မှုတစ်ခုတွင်ဂုံတိတ်ခါချစင်အောင်လုပ်ရန်အခြားအစီအစဉ်တစ်ခုကိုအလင်းအမြန်ပြုလုပ်ခဲ့သည်သူမသည်ကလေးတူအားမူရစေဝါရောထားသောအဖျားကိုအမျိုးသမီးထံပေးရန်စီစဉ်ခဲ့သည်မိတိတန်တရားများမရှိဘဲအမျိုးသမီးသည်ရင်းကိုတောက်လိုက်